မင်္ဂလာပါ English with Nancy Channel ဒီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့လူတွေရဲ့ပုံမှန်သူမြင်ကိုဖော်ပြတဲ့နေရာမှာအရေးပါတဲ့စကားလုံးလေးတွေကိုလေ့လာပါမှာဖြစ်ပါတယ် Our new boss is good looking ငါတို့ရဲ့တတိယအစ်ကကြည့်ကောင်းတယ်နော် He is rather plump isn't he သူကနည်းနည်းဝါဖိုင်ဖိုင်မလားဒီနေရာမှာ FAT fat as a plump ဆိုတာကိုတွန်းလိုက်တဲ့အတွက်ယဉ်ကျေးသမှုဖြစ်ပါတယ် the secretary is slim အတူရင်းမှုကတိတိတော်တော်လေးနော်ဒီနေရာမှာ thin ဆိုတဲ့ပိန်နဲ့လို့မသုံးမဲနဲ့ slim လို့သုံးတဲ့အတွက်စကားလုံးလေးကပိုလှတဲ့အပြင်ကြားလို့လည်းကောင်းတယ်ပေါ့နော် she has nice figure သူမရဲ့အချိုးအစားကလည်းပဲလှပါတယ် she has got curly hair သူမမှာစပင်ကောက်ကောက်လေးတွေရှိတယ် she loves curly hair so she made it up ဒါကတော့သူမွေးကလေးကစပင်မကောက်ဘူးပေါ့နော်။သူကြီးလာမှစပင်ကောက်တာလေးကိုသဘောကျတဲ့အတွက်အာဆိုင်မှာသောက်ကောက်တာမျိုးပါမျိုးကိုပြောရှင်တာပေါ့နော်။အဲဒါကြောင့်မလို့သူမကစပင်ကောက်တာလေးကိုသဘောကျတဲ့အတွက်ဆိုင်မှာသွားပြင်ထားတယ်ပေါ့နော်။ My mother has straight hair. မမေမှာဖြောင်စင်းနေတဲ့သဘင်တွေရှိတယ်။ She is elegant. သူမကကြက်တည်းရှိတယ်ပေါ့နော်။အဲတော်တော်များများဒီမှာဆိုလို့ရှိရင်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ပေါ့နော်။သဘင်နက်နက်လေးနဲ့ဖြောင်ဖြောင်ဆင်းဆင်းလေးဆိုလို့ရှိရင်သဘောကျကြတာအများတယ်ပေါ့နော်။အဲအဲ့ဒါကြောင့်မလို့ဒီ straight hair ဖြောင်စင်းနေတဲ့သဘင်လေးတွေကို ပိုင်ဆိုင်ထားတဲ့သူတွေက elegant ကြက်တည်းရှိတယ်လို့သုံးထားတာဖြစ်ပါတယ်။ I have dark hair. ကျမမှာအနက်ရောင်စပင်ရှိတယ်။ဒါတော့ဒီနိုင်ငံမှာတော်တော်များများကတိုက်ခဲရှိတယ်ပေါ့နော်။ Foreigners from Europe used to have blonde hair. ဥရောပနိုင်ငံကနိုင်ငံသားတွေကတော့ရှေးအိုရောင်စပင်ရှိတဲ့ကြားရပေါ့နော်။ blonde hair. He is bald. သူကကရုံးကြီးနဲ့ဒီမှာစပင်တိတ်မရှိတာပေါ့နော်။နှစ်ဖူးပြောင်တာထိပ်ပြောင်တာမျိုးဆိုလို့ရှိရင်ဒီလိုမျိုးသုံးလို့ရပါတယ်။ heavy mustache and beard makes men handsome နှကမ်းမွေးနဲ့မုစိမွေးပါရင်ခန့်နယ်လို့ထင်ရတယ်ဒါတော့ယောက်ျားလေးတွေအတွက်အသုံးပြုတာပေါ့နော် mustache beard ဒီနေ့ဗီဒီယိုမှာလူတွေရဲ့ပုံစံကိုဖော်ပြဖို့စကားလုံးလေးတွေကိုလေ့လာခဲ့ရတာဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်ရှင် digital marketing